အားလုံးပဲမင်္ဂလာပါရှင်။ Sherry ရဲ့ Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့လည်း Sherry ကိုယ်တိုင်ရှောင်းနှစ်ကျော်အတွေ့အကြုံရှိတဲ့ကစားနည်းနဲ့ပတ်သက်ပြီးတော့လာများဝေပြရှင်လို့ပါရှင်။ Sherry ကိုယ်တိုင်ကလည်းဗီဒီယိုမလုပ်ဖြစ်တာကြာသွားပြီဆိုတော့ဒီနေ့လည်းအားနေတာကြောင့်လာကစားပြမယ်ရှင်။ Sherry အခုဝင်ထားတဲ့ဖေခန်းဆိုရင် တခြားသူတွေအတွက်ကတော့ဒီလိုခန်းမကစားသင့်ဘူးပါညာနဲ့ပြောကြလိမ့်မယ်ရှင်။ဒါပေမဲ့ Sherry အတွက်ကတော့ဒီလိုဖဲခန်းတွေကကိုယ်အတွက်ဖဲအကြောင်းတွေကိုလည်းပိုလေးလာစေနိုင်ပါလိမ့်ရှင်။ပြီးတော့ဖဲအကြောင်းနဲ့ပတ်သက်ပြီးကျွမ်းကျင်တဲ့သူလေ့လာနေတဲ့သူဆိုရင်တော့ဘယ်အခန်းကအမျက်လုံးသင့်လဲမလုံးသင့်လဲဆိုတာသိမှာပါရှင်။ဒါပေမဲ့ဖဲမလာတဲ့ခန်းကအမြန်မလုတ်တဲ့အခန်းလို့အမဲပြောလို့မရပါဘူးနော်။ Sherry ရွေးထားတဲ့ဖဲခန်းရဲ့စကောကိုကြည့်ရအောင်ရှင်။ ဒီလိုဆိုရင်တော့စကောမလသေးဘူးလို့ပြောလို့ရပါတယ်ရှင်။ဘာလို့လဲဆိုရင်တော့ဖဲရဲ့ပုံစံတိုင်းကိုလည်းရှင်းရှင်းလေးမမြင်ရသေးလို့ပါနော်။ဒါပေမဲ့ရှယ်ရီကတော့စမ်းကစားကြည့်သွားမယ်ရှင်။ပထမဦးဆုံးအနေနဲ့ရှယ်ရီကတော့အပြာဖက်ကို လောင်းထားပါတယ်နော်။ရှယ်ရီနဲ့တူတူဖဲဖွင့်တာကိုစောင့်ကြည့်ကြရအောင်ရှင်။ဖဲစားဖွင့်နေပါပြီနော်။အပြာ အပေါင်းမရှိအနီးတပောက် အပြာဖက်ကိုဆက်ဆွဲမယ်နော်အပြာနပေါက်အနီကိုလည်းဆက်ဆွဲမယ်နော်အနီတစ်ပေါက်ဟုတ်ပြီဒီတစ်ခေါက်ကတော့ sherry အပြာနပေါက်နဲ့နိုင်ပါလေရှင်ဖဲမလာတဲ့အခန်းကိုကစားကြည့်ရကလည်းကိုအတွက်ထပ်လိမ့်လာနိုင်တဲ့အခွင့်အရေးတစ်ခုလို့ပြောလို့ရပါတယ်ရှင်။လွယ်ကူတဲ့အခန်းဖဲလာတဲ့အခန်းတွေကိုပဲရွေးကစားမယ်ဆိုရင်တော့ ဖဲပြောင်းသွားတဲ့ချိန်ဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတာမသိပဲဖြစ်နေမှာရှင်။အဲကြောင့်ဖဲပုံစံကသူ့အနေနဲ့သူမဟုတ်သေးတဲ့အခန်းဆိုရင်တော့မှကိုယ်အတွက်လေးချင်းတဲ့အနေနဲ့နည်းနည်းရှင်းဖြည်းဖြည်းရှင်းကစားကြည့်သင့်တယ်လို့ထင်ပါတယ်ရှင်။လူတိုင်းကတော့လွယ်တဲ့ခန်းနဲ့ဖဲလာတဲ့ခန်းကိုပဲရွေးကစားရှင်ကြတာကဓာပါဝါပါပဲနော်။ဘာလို့ခတ်တဲ့ခန်းကိုရွေးကစားရှင်ကြမှာလဲဟုတ်တယ်မလားရှင်။ဒါပေမဲ့ကိုကခတ်တဲ့ခန်းတွေကိုနည်းနည်းမှမလေ့လာထားဘူးဆိုရင်တော့ တကယ်ကြုံလာတဲ့ရှင်ဆိုရင်ငွေရှုံးဖို့ပဲရှိပါတယ်နော်ပြီးတော့ရှယ်ရီထက်ပြောပြရှင်တာကကိုရှုံးတဲ့ရှင်မှာဆိုရင်ဖဲနဲ့မဆိုင်ဘူးလို့ပြောရှင်ပါတယ်ရှင်ဘာလို့ဖဲနဲ့မဆိုင်ဘူးလို့ပြောလဲဆိုရင်တော့အများပိုင်းကကိုစိတ်ကြောင့်ရှုံးခဲ့တယ်လို့ရှယ်ရီထင်ပါတယ်စိတ်လောပြီးစိတ်မထင်းရှုံးနိုင်ရင်တော့ရှုံးခဲ့တာများကြပါတယ်ရှင်ဖဲကစားတဲ့နေရာမှာဆိုရင်စိတ်ငြိမ်ငြိမ်ထားပြီးခဏလောက်စောင့်ကြည့်ရင်တော့တခြားသူတွေမမြင်နိုင်တဲ့ဖဲရဲ့ပုံစံကိုလည်းမြင်ရတတ်ပါတယ်ရှင် အခုလဲရှယ်ရီကတော့ဖြည်းဖြည်းချင်းကစားသွားမယ်နော်ဒီတစ်ခါတော့ရှယ်ရီကအပြာဖက်ကိုပိုကြိုက်တယ်ရှင်အဲကြောင့်အပြာဖက်ကိုတတောင်းဖိုးထိုးထားပါတယ်နော် ရှယ်ရီထင်ထားသလိုဖြည့်မဖြည့်ဆိုတာကိုတော့တူတူစောင့်ကြည့်ကြရအောင်ရှင်ဖဲစားဖွင့်နေပါပြီနော်အပြာ၄ပေါက်အနီ၆ပေါက် အပြာဖက်ကိုဆက်ဆွဲမယ်နော်အပြာ၈ပောက်ဟုတ်ပြီဒီတစ်ခေါက်လဲ sherry ကတော့အမြတ်ဖက်ရပါရှင်ဒီလိုဖဲခဲတွေကို sherry ကစားတဲ့ချိန်မှာဆိုရင်တော့ငွေကြေးပိုင်းတစ်ခုထင်းနဲ့မဟုတ်ပါဘူးရှင် ကိုအတွက်အရင်ကထက်ပိုကောင်းအောင်လေ့လာတာလဲပါပါတယ်နော်ကိုနိုင်တဲ့ချိန်မှာဆိုရင်တော့ပြောမယ်။ဒါကတော့အားလုံးလဲဒီလိုဖြစ်ကြတာပဲဟုတ်တယ်မလားရှင်။ဒါပေမဲ့နိုင်လို့ပြောတာထက် ကိုစိတ်ကိုကိုထင်းရှုံနိုင်တဲ့ရှင်ဆိုရင်တော့ပိုတော်ပြော်ဖို့ကောင်းပါတယ်ရှင်။အဲကြောင့်ဖဲကစားမယ်ဆိုရင်အဓိကအချက်ကတော့ကိုစိတ်ကိုထင်းရှုံနိုင်ရမယ်။ဖဲရဲ့ပုံစံကိုလည်းကြီးတက်မယ်ဆိုရင်တော့ဒီကစားပွဲက တကယ့်ကိုပျော်စရာကောင်းပါတယ်ရှင်။ရှယ်ရီအခုကစားနေတဲ့ဖဲခဲမှာဆိုရင်ဖဲသိမ့်မလှသေးဘူးလို့ပြောလို့ရပါတယ်ရှင်။ဒါပေမဲ့ဒီလိုဖဲခဲတွေကိုကစားတာကဖဲပုံစံကြီးတဲ့နေရာမှာဆိုရင်ကိုယ်အတွက်ပိုပြီးကျွမ်းကျင်စေပါတယ်ရှင်။ ပြီးတော့ကိုခက်မယ်ထင်တဲ့ဖဲခန်းတွေကိုလည်းကစားကြည့်ဖို့မကြောက်ပါနဲ့နော်။ဘာလို့လဲဆိုရင်တော့ဒီလိုဖဲခန်းတွေက ကိုအတွက်နီးစနစ်သစ်တွေနဲ့အမြဲတင်ပေးတတ်ပါရဲ့ရှင်။ခုနကရှယ်ရီပြောသလိုပါပဲစိတ်လေးနည်းနည်းရှိပြီးစိတ်အေးနဲ့စောင့်ကြည့်ဖို့လိုပါရဲ့ရှင်။ခုနကထိုင်းကင်းကြောက်သွားပါတယ်နော်။ဒီတစ်ခေါက်လဲရှယ်ရီကတော့အနီဖက်ကိုပဲဆက်ဆွဲကြည့်အောင်မယ်ရှင်။ ရှယ်ရီထင်ထားတဲ့အတိုင်းဖြစ်မဖြစ်ဆိုတာကိုတော့စောင့်ကြည့်ကြပါအောင်နော်ဖဲစားဖွင့်နေပါပြီရှင် အပြာ၉ပေါက်အနီ၂ပေါက်ဟုတ်ပြီဒီတစ်ခေါက်ကတော့ရှယ်ရီထင်ထားတဲ့အတိုင်းမဖြစ်ပါအောင်ရှင်အပြာ၉ပေါက်နဲ့နိုင်သွားပါတယ်နော်ဖဲသိမ့်မလာတဲ့ခန်းကိုကစားတာကလည်းဖဲကင်းကိုပို့ပြီးနားလေစေဖို့နဲ့နောက်ကစားတဲ့နေရာမှာလည်းကိုယ်အတွက်ထောက်ကူဖြစ်စေပါရဲ့ရှင်။ ဖဲကစားတာကကိုယ့်အတွက်အမြဲရစေဖို့တခုတည်းမဟုတ်ပါဘူးနော်ကိုစိတ်ကိုငြိမ်အောင်ထားရင်ဘယ်လိုဖဲပုံစံနဲ့ကြုံနေရပါစေကြော်တွားနိုင်နေဆိုတာကိုလည်းသင်ပေးပါရရှင်အခုကြည့်နေတဲ့သူတွေဆိုရင်လည်းဒီချက်လေးကိုမှတ်ထားပေးပါနော်ဖဲမလာတဲ့ခန်းတွေနဲ့ဖဲခဏခဏပြောင်းနေတဲ့ခန်းတွေနဲ့ကြုံလာရင်တော့အရှုံးမပေးသေးပါနဲ့နော်ဘာလို့လဲဆိုရင်တော့ဒီလိုရှုပ်ထွေးနေတဲ့အထဲမှာအကောင်းဆုံးဆိုတာအမြဲရှိတတ်ပါရဲ့ရှင်။ ဲ Sherry ထိုးထားတဲ့ဖက်ကို ပြန်တော့ကြည့်ကြရအောင်နော်အပြားအပေါင်းမရှိ အနီနှစ်ပေါက်ရှိထားတယ်နော်အနီရှိတဲ့အနီလဲဘူးအပြားဘူးဟုတ်ပြီဒီတစ်ခါလဲအထိုင်းကိန်းထက်ကြပြန်ပါရရှင်ဒီအခက်ကထိုင်းကိန်းကြတာများတယ်လို့ပြောလို့ရပါတယ်နော်ဒါနဲ့ဆိုရင်တော့၄ချိန်မြောက်ရှိပါပြီရှင် ထိုင်းကိန်းထိုးရတာကြာရင်တော့အမြက်တစ်ခုထပ်လုပ်လို့ရပါတယ်နော် ဒီနေ့တော့ဖဲကစားနည်းကို Sherry အသေးစိတ်မရှင်းပြထားတော့ပါဘူးရှင်။ဒါပေမဲ့အခုကြည့်နေတဲ့သူက ဖဲအကြောင်းကိုစိတ်ဝင်စားတဲ့လေးလာရှင်နေဆိုရင်တော့ Sherry ရဲ့ channel ထဲမှာဝင်ရောက်လေးလာနိုင်ပါတယ်ရှင်။ဒါမှမဟုတ်အသေးစိတ်သိရှင်တာဖြစ်ဖြစ်ကိုယ့်ရဲ့အတွေ့အကြုံတွေကိုမျှဝေပေးရှင်တာဖြစ်ဖြစ် Sherry ရဲ့ Trigan Group ထဲမှာပါဝင်နိုင်ပါတယ်ရှင်။ပြီးတော့အရင်ရက်တွေကဖဲအเจ้าတွေကိုပြောပြခဲ့တာလဲစမ်းကစားပြီးသွားပြီလားရှင် တကယ်လို့စမ်းကစားကြည့်ပြီးသွားရင်လည်းပြန်လာမျှဝေပြီးလို့ရပါတယ်နော်ဒီနေ့ရှယ်ရီရွေးကစားလိုက်တဲ့ဖဲခန်းကတိတ်မလားတလို့ဖဲရဲ့ပုံစံကိုလည်းအတိအကျပြောလို့မရပါဘူးရှင်ပြီးတော့ဖဲခန်းမလားလဲကိုစိတ်ညင်ရင်အမျက်ရှာနိုင်တယ်ဆိုတာကိုပြပေးရှင်လို့ပါရှင်ဒီတစ်ခေါက်ကတော့ရှယ်ရီအပြာဖက်ကို ထိုးကြည့်မယ်ရှင်ရှယ်ရီထင်ထားတဲ့အတိုင်းဖြစ်မဖြစ်ဆိုတာကိုတော့တူတူစောင့်ကြည့်ကြပေးပါဦးနော် ရှယ်ရီခုကစားနေတဲ့ဖဲခန်းက WM ဖဲခန်းပါရှင်ဒီဖဲခန်းမှာလဲရှယ်ရီပြောပြရှင်းပြထားတဲ့ကစားနည်းတွေနဲ့တုံးပြီးတော့မှကစားကြည့်လို့ရပါတယ်ရှင်ဒါပေမဲ့စိတ်ရှိရှိနဲ့တတိရှိရှိနဲ့ကစားဖို့အကြံပေးပါတယ်နော်ရှယ်ရီထိုးထားတဲ့ဖက်ကိုတစ်ချက်ပြန်သွားကြည့်ကြမယ်နော်အပြာ၂ပေါက်အနီ၇ပေါက် ဟုတ်ပြီဒီတစ်ခေါက်လဲ Sherry ထင်ထားတဲ့အတိုင်းမဖြစ်ပါဘူးရှင်။အနီး9ပေါင်းနဲ့နိုင်သွားပါတယ်နော်။ဒါပေမဲ့ဘာမှမဖြစ်ပါဘူးနော်။ Sherry ကတော့ဒီစကောအတိုင်းပဲဆက်ကစားသွားကြည့်ဦးမယ်ရှင်။ဖြည်းဖြည်းချင်းကစားသွားမယ်နော်။ဒီတစ်ခေါက်လဲ Sherry ကတော့အပြာကိုထိုးထားပါတယ်ရှင်။ Sherry နဲ့တူတူဖဲဖွင့်တာကိုလည်းစောင့်ကြည့်ကြပါအောင်နော်။ ဖဲစားဖွင့်နေပါပြီရှင်အပြာတပေါက်အနီးအပေါင်းမရှိအပြာဖက်ကိုဆက်ဆွဲမယ်နော်အပြာရှစ်ပေါက်အနီးဖက်ကိုလည်းဆက်ဆွဲမယ်နော်အနီးတပေါက်ဟုတ်ပြီဒီတစ်ခေါက်တော့ sherry နိုင်ပါတယ်ရှင်အပြာရှစ်ပေါက်နဲ့နိုင်သွားပါတယ်နော်နောက်လာမယ့်အကြိမ်တွေလဲ sherry ဘယ်လိုပုံစံနဲ့ကစားမလဲဆိုတာကိုတော့ ရှယ်ရီနဲ့တူတူအဆုံးထိကြည့်ပေးပါအောင်နော်ကိုကိုမမတို့လည်းဖဲကစားမယ်ဆိုရင်ရှယ်ရီအရင်က ပြောထားသလိုပါပဲရှင်ကိုတေချာတဲ့အလဲကြားမှာလောင်းကျေးလေးတင်လို့ရတယ်လို့အလဲတိုင်းကိုလည်းထိုးเสียလည်းမလိုပါဘူးရှင် ကိုကြိုက်တဲ့အလဲကြားမှာထိုးလို့ရတယ်လို့မကြိုက်ရင်လည်းကြိုသွားလို့ရပါတယ်နော်ဒီတစ်ခေါက်ကတော့ Sherry ယုံကြည်မှုရှိတာကြောင့်အပြာဖက်ကို2000ထိုးထားပါတယ်နော် Sherry နဲ့ကြည့်ရအောင်ရှင် အပြားရှောက်ပေါက်အနီတပေါက်အနီဖက်ကိုဆက်ဆွဲတယ်နော်အနီအပေါင်းမရှိဟုတ်ပြီဒီတစ်ခေါက်လဲ sherry ကတော့အမြတ်ထက်ရပါတယ်ရှင်ဒီနေ့ကတော့ဒီလောက်ပါပဲရှင်နောက်မှထပ်တွေ့ကြမယ်နော်အခုချိန်ထိ Sherry နဲ့တူတူရှိပေးခဲ့တဲ့ကိုကိုမမတို့တယောက်ရှင်စီကိုလည်းအထူးကျေးဇူးတင်ပါတယ်ရှင်